ဘဟုကိသောကရာဝါသောလူတွေအလုံများတယ်ဖះဖះကလူတွေအလုံများတော့ဘာဖြစ်တော့ကွာတရားတူတူဟောဖို့ပြောတာပါလူတွေအလုံများလို့တရားဘယ်လိုဟောရမလဲဒီလူတွေအလုံများတယ်နော်တရားဘယ်လိုဟောရမလဲမလုပ်တော့လူတွေအလုံများတဲ့အတွက်မြတ်စွာဘုရားတရားတူတူဟောပါအဟောစရာကောင်းဒီစကားဖះသွားရှောင်း လောကကြီးထဲမှာဖះလောက်လုံများတဲ့ပုဂ္ဂိုလ်ရှိလားသူကလူတွေလုံများတယ်လို့ပြောတော့ဖះကလုံမရှိတယ်လို့လူကြီးသူဟာကလေမြတ်စွာဘုရားလူတွေလုံများတယ်တဲ့လုံများတော့ဘာဖြစ်လို့တရားတူတူဟောဖို့ပြောတာအပမဒေနတဲ့ဘုရားသွန်းပေါက်ဒုတိယချိန်ပြန်လျှောက်တယ်မြတ်စွာဘုရားလူတွေလုံများတယ်တရားတူတူဟောပါဘုရားဘုရားဟောပြီပြီဟောပြဗကြင်ဟောပြီအပမဒေနလို့ငါပြောတာမင်းမကြားဘူးလားတဲ့ကြားတယ်ဘုရား အဲ့ဒါအတူလုံးတရားပဲအပမဒေနဟာဗတရားတရားတူတူနာကျင်တာပြီးလို့ရပြီနော်အပမဒေနအတူဆုံးပဲဟင်းအဲ့လောက်ကြီးတူတော့လဲနားမလဲဘူးဘာပြောလို့နည်းနည်းရှင်းပြပါအောင်ပေါ့ဘုရင်ကြီးအပမဒေနဆိုတာမမေ့နဲ့လို့ပြောတာဗျာအပမဒေနဆိုတာဘာမဖြစ်နဲ့ပြောတာမမေ့နဲ့အရောက်တော့တတိပေါ့ တတိမလွတ်စေနဲ့လို့ပြောပါမလွတ်စေနဲ့တတိကမိဖို့ကြောင့်စကားနဲ့ပြောရင်တော့စားလို့ပဲတတိကဘာနဲ့တူတယ်တော်ကောင်းနေမိဖို့ကြောင့်ချက်ချင်းနဲ့ဟင်းချက်အသားငါချက်လဲစားမပါရင်အဆင်ပြေရလားအသီးပဲဘလောက်ပဲလက်ဆက်လက်ဆက်စားမပါရသာရှိလားအဲ့ဒါကြောင့်ပြည်သူမိဖို့ကြောင့်နဲ့မှာချက်သမျှဟင်းကစမပါရတာမရှိသလိုပဲ သူတော်ကောင်းတွေလှုပ်ခြင်းနဲ့အလုံးလုံးတဲ့တတိမပါပဲနဲ့လှုပ်ရင်ပြိတဲ့အဲ့ဒါစမပါတဲ့ခင်းလိုပဲလို့ဒီလိုမှတ်ပါတဲ့ဘုရားပြောတယ်နော်အဲ့တော့ဘယင်ကြီးတတိမလွတ်စေနဲ့လို့ပြောတာကွာတတိလွတ်တော့ဘာဖြစ်တုံးဘုရားအပ္ပမရောတ္တဗ္ဗသမ္ပတ္တိနံမူလံမမေ့ခြင်းဆိုတဲ့သဘောတရားဟာအလုံးစုံသောစည်းစိမ်ဥစ္စာယရနာဒီအရွတ် အရင်မြစ်ပဲလောကီယရဏလောကုတ္တရယရဏအဲ့ဒီယရဏတွေဖြစ်ထွန်းဖို့အတွက်တော်ကောင်းတို့တွေဘာလိုအပ်တဲ့အပမာရလိုအပ်တယ်ဘာလိုအပ်တဲ့အပမာရမရှိဘူးဆိုရင် လောကီစည်းတွေလည်းမဖြစ်နိုင်ဘူးပေါ့